စင်ပေါ်မှာရောက်လာရင်ပြိတ္တအများကြီးကိုဖျော်ပြရမယ်။ရှက်နေလို့မရဘူး။ရှင်တော်ဆိုတာမရှက်မကြောက်လို့မှကြီးစရာတွေလုတ်ပြမှအောင်မြင်မှစင်ပေါ်ရောက်သွားတဲ့ခါကျလို့ရှင်ရှက်တာကြောက်တာစိတ်ပါနေတဲ့လူကပြိတ္တကိုကြီးစရာမလုတ်ရဲဘူး။ဆရာနောက်ဝဲမှာပြောလာလဲဆိုတော့မိလူရှင်တော်ဖြစ်ဘူးတဲ့။ပြန်တော့ဖြစ်ကျင်တဲ့ဆန္ဒကလူရှင်တော်ဖြစ်ကျင်တယ်။လူရှင်တော်ဖြစ်ကျင်တော့အကျိုးဒီပဒိန်အလုတ်ကိုတော့မှဆွံ့လွန်လာခဲ့။ "तू ကလူရှင်တော်ဖြစ်မယ်ကျွန်တော်ကလူရှင်တော်မဖြစ်ဘူး"အဲ့လိုပြောတော့စိတ်ကြီးနေနေမကောင်းဘူးပြတော့စူးစမ်း မင်းကလေကောင်းနဲ့ငါလေမကောင်းရတယ်ငါလေကောင်းကိုကြိုးစားမယ်အိမ်မှာអော်တယ်ယောက်ွက်ကကြီးကြီးလေးဆိုអော်ကိုអော်တဲ့အခါကျတော့ပောက်ဝင်းနေရဟေးဘယ်ရောက်អော်တာလဲဟေးဆိုဟုတ်ကြည့်နေတာငလာပါလေငလာပါမဲလေးမင်းစင်အာကျွန်တော်ကတော့အာသာလူရှင်တော်ဘိုင်ကိုပါဘိုင်ကိုဟုတ်ကဲ့နည်းစမ်းနေနော်ဟုတ်ကဲ့ဘယ်လိုလုပ်ပေးပြသွားလဲဘိုင်ကိုနော်ဘိုင်ကိုဘိုင်ကိုနာမည်ကတော့ဒါပညာတတ်နာမည်ပဲကိုကတော့သူငယ်တဲ့တော့မအောင်ပါ လူရှင်တော် လောကရဲ့ဘယ်လိုဆိုင်ရဖြစ်ရလဲပေါ့เนาะအဲ့ဒါမျိုးလူရှင်တော်လောကရဲ့ဆောက်ရတဲ့အကြောင်းကကျွန်တော်ကပေါ့၄တန်းចောင်းသားဘွားတွေကအနုပညာယူတတ်တယ်။လောကဒီလူရှင်တော်ဖြစ်ခြင်းနဲ့လူရှင်တော်ဖြစ်ခြင်းတော်အားကြီးတော့ဒါပေမဲ့အနုပညာမျိုးမရှိဘူး။အနုပညာမျိုးမရှိတဲ့ကြောင့်မလို့ကျွန်တော်၄တန်းចောင်းသားတော့ဘာဖြစ်လို့အခုကလေးမတိုးတက်သေးဘူး။မတိုးတက်ဆိုကြမို့အနုပညာဘယ်သူ့ကမှလည်းမသိဘူး။ဒီလောကတော့ဘယ်လိုဝင်ရမလဲဆိုတာလည်းမသိဘူး။မသိတဲ့အခါကျတော့ဒီတိုင်းပဲနေနေနေနဲ့ ကျွန်တော်အသက်20ရွယ်လောက်မှအမေကနေပြီးတော့ဒါကျောင်းပညာရေးချင်းမတက်ဘူးဆိုရင်လက်မှုပညာတခုတည်းဟာအမေတို့မျိုးရိုးကဗရင်မျိုးရိုးကဗရင်လောက်ခိုင်းတာကျွန်တော်ဝန္ဒနာပါဝန္ဒနာပါလို့မရဘူးယောက်ျားလေးဆိုရင်ပညာမတက်ရင်အဆင်မပြေဘူးအဲ့တော့ကျောင်းပညာမတက်ရင်ဒီလက်မှုပညာတခုတည်းအဲလေးလာခဲ့တာလေးလာခဲ့တဲ့ဆိုတာအဓိကနံပါတ်1လူရှင်တော်ဖြစ်နေတဲ့ဆန္ဒအငိတ်ခွေကြီးတာ လူတယောက်ကိုပျော်ရွှင်အောင်လုပ်ပေးရတဲ့ဘဝကိုလိုချင်တာကိုကိုနဲ့လည်းအဲတော့ဆိုပဲပျော်ရွှင်ရွှင်မဲ့ចောင်းသားဘဝတော့မှာဆိုကူပဲမရှိဘူးအဲ့လိုပျော်ပျော်ရွှင်ကိုတခုပြောလိုက်ရင်သူများကရည်ဝါးရင်စိတ်ချမ်းသာအဲအဲ့တော့အဲ့ဒီကနေစပြီးလူရှင်တော်ဖြစ်ချင်သွားတယ်လူရှင်တော်ဖြစ်ချင်တော့ဘယ်လိုဖြစ်လဲဆိုရင်အခွေတွေလေးလာတယ်ကျွန်တော်ခင်တော့အခွေတွေထွက်တယ်အနည်းခွေတွေဖိုင်စတားခွေရှိမယ်ကိုခင်လန်ကိုဒိန်းအောင်တို့ခွေတွေရှိမယ်အဲ့လိုအနည်းခွေတွေမရမကလိုက်ဝင်အိမ်မှာဆိုဗီဒီယိုတစ်ထပ်ရှိတယ်အနည်းခွေအရင်တော့လေးလာချင်တော့ အနောက်ဘက်ကဘယ်လိုဖြစ်လာလဲဆိုတော့ကိုယ်မှာအဆက်အသွယ်မရှိတဲ့ခါကျတော့မရောက်နိုင်တော့မရောက်နိုင်တော့အပြင်လောကမှာပဲအခြေအနေကုန်ခဲ့တာများပါတယ်။အဲခုနကကျွန်တော်ပြောအသက်20လောက်ရောက်တဲ့ခါကျတော့မှအမေကဗဒိန်လောကထဲဝင်ဒါပေမဲ့ကျွန်တော်မလုပ်ဘူး။စိတ်ချမ်းတောင်းတော့တင်လိုက်တယ်ဗဒိန်ကို။နာနေလောက်သွားတင်လိုက်တယ်ပြီးလို့ကျွန်တော်ထွက်ပြေးလာတယ်။အမေကနေပြီးတော့မလုပ်ရင်အိမ်မမနေနဲ့ဒီဗဒိန်လုံးမလုပ်ရင်အိမ်မမနေနဲ့ကျွန်တော်ကလည်းမနေဘူးဆင်းမယ်။အဲ့ဒါနဲ့အိမ်မနေဆင်းသွားတော့ န်ကောင်းကျင်တော့အိမ်မွားဆင်းနေနေမှာပဲတငယ်ချင်းတောင်းနေတော့တူတငယ်ချင်းကတော့ကြောက်ဆယ်စင်ကားကားကြောက်ဆယ်စင်ကားကားတော့တငယ်ချင်းမင်းကအမှုပညာလောကနဲ့တည်တယ်လူရှင်တော်ဖြစ်ကျင်တယ်ဘယ်လိုလုပ်ရမလဲသူကငါတို့ကလူရှင်တော်တော့မသိဘူးတဲ့စင်ကားတာတဲ့အဲ့တော့ဒါဆိုအမှုပညာလမ်းကြောင်းနဲ့နှီးသွားရင်အမှုပညာလမ်းကြောင်းကအဲဟုတ်ပြီငါလည်းရှင်လိုက်ကမယ်လို့အဲရှင်လိုက်ကရှင်ထဲမှာ၃နှစ်လောက်ကလိုက်ဒါမှလူရှင်တော်မဖြစ်သေးဘူး အနုပညာနဲ့ပတ်သက်တယ်ဆိုရင်လည်းဒီလူရှင်တော်ရင်တော့အထီးတွေ့ရှိတယ်အဲ့တော့ဒီမရင်းနေဘူးအဲအဲ့ဒါနဲ့ကျွန်တော်ကလဝိတ်ဒီကန်ကလဝိတ်မှာကျွန်တော်ဆင်ကနေနေအငြိမ်းမင်းသမီးကျွန်တော်တတ်တွေ့သူကသူ့မှာအကူရှိတယ်လူရှင်တော်ပညာသင်ခြင်းတွေ့မယ်ဟာရတယ်လောက်အဲ့ဒါဆိုကျွန်တော်လုပ်မယ်အာသူကနေပြီးတော့မှဒီကျွန်တော်ရဲ့ဆရာရှင်ကိုပို့ပြီးတော့အဲ့အနေစပြီးတော့လူရှင်တော်ပညာကိုလေ့လာတော့တာပဲကျွန်တော်ကကြောက်တယ်ကြောက်လဲကြောက်တော့ရှက်လဲရှက်တယ် စကားတော်မှာအဲတနေကုန်နေလို့စကားတော့သုံးမမြောင်မပြောဘူးအိမ်မှာနေလဲဒါမဲ့ကိုကဒီလူရှင်တော်လုပ်လို့မှာဆိုလို့ရှိရင်ဆရာရှိရောက်တော့စကားပြောအောင်ဖင်မောမှာရောက်ရင်ပြိတ္တအများကြီးကိုဖျော်ပြရမယ်ရှက်နေလို့မရလူရှင်တော်ဆိုတာမရှက်မကြောက်လို့မှာကြီးစရာတွေလုပ်ပြမှာအောင်မြင်မှာအားနေအဲအဲ့တော့နောက်နေ့ဆရာဆရာပဲပြောဆိုမှန်မြတ်ကြီးမျက်နှာပြောင်းကြီးလှုပ်ကြီးအဲအဲ့မှာစပြီးတော့မျက်နှာတွေကြည့်နေ ဒါပေမဲ့မျက်နှာကျင့်နေဆိုရင်လည်းစင်မောရောက်သွားတဲ့ခါကျလို့ရှိရင်ရှက်တာကြောက်တာစိတ်ပါနေတော့ပြိတက်ကိုရည်စရာမလုပ်ရဘူးကိုကြောက်စိတ်တွေအဲ့တော့အခက်အခဲတွေအများကြီးဖြစ်ခဲ့တယ်ဆရာနောက်ဝဲမှာပြောလာလဲဆိုမင်းလူရှင်တော်ဖြစ်ဘူးတဲ့ပြန်တော့အာအဲ့လိုပြောတော့ရင်းနေမကောင်းဒါပေမဲ့ဖြစ်ကျင်တဲ့ဆန္ဒကလူရှင်တော်ဖြစ်ကျင်တယ်လူရှင်တော်ဖြစ်ကျင်တော့အာကျိုဒီပဒိန်အလုပ်ကိုတော့မဆွံ့လို့လာခဲ့မိဘတွေလောက်ခိုင်းတဲ့အဒီပဒိန်ကိုလို့ဆွံ့လို့အဲ့တော့ရောင်းအောင်လုပ်စူးစမ်း ကျွန်တော်ဆရာပြောတယ်လူရှင်တော်ပြုတနေ့တော့ဖြစ်အောင်ကြိုးစားကျွန်တော်ရအောင်လုပ်ခဲ့နောက်ကြတော့ကျွန်တော်လူရှင်မှာဖြစ်လာတယ်ပေါ့အာကြိုးစားခဲ့ရတာပေါ့အာကျွန်တော်ဝင်တော့ကျွန်တော်ဝင်တဲ့အခါကျတော့လူရှင်ကျွန်တော်တော်လေးမဟုတ်တကယ်ချင်းတယောက်ပါသေးတယ်သူနဲ့အပြန်ဆိုင်သူကကျွန်တော်တဲ့စကားတွေအများကြီးပြောတယ်နောက်ပြီးတော့လူရှင်တော်ပြောခုနပြောသလိုပေါ့လေတရီမျက်နှာသူကအကုန်ကောင်းတယ်ကျွန်တော်အဲ့မျက်နှာတွေလည်းမရှိဘူးလေလည်းမရှိဘူးစကားပြောရင်တော့မှအခုလိုမကြည့်ဘူးတုတ်တုတ်လေးပြောတာ ဲ့တော့ तू ကလူရှင်တော်ဖြစ်မယ်ကျွန်တော်ကလူရှင်တော်မဖြစ်ဘူးအဲ့လိုပြောတော့စိတ်ချင်းနဲ့မကောင်းဘူးပြတော့ကြိုးစားမယ်တကယ်ချင်းကတကယ်ချင်းပဲအဲ့ချိန်မှာကျွန်တော်ပြိုင်မယ်အဲအဲ့တော့ तू နဲ့ကိုယ်နဲ့အဲ့လိုအပြိုင်ဆိုင်အပြိုင်ဆိုင်နေကြိုးစားတယ်ပြလုံးနေပါတိုက်တယ်နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့မခံချင်းနဲ့စိတ်မွေးတာမင်းကလေကောင်းတယ်ငါလေမကောင်းရတယ်ငါလေကောင်းအောင်ကြိုးစားမယ်အိမ်မှာအော်တယ်ရောက်ကွက်ကချင်းချင်းလေးဆိုတော့အော်ကိုယ်အော်တဲ့အခါကျတော့ပတ်ဝန်းကျင်ဟေးဘယ်ရောက်အော်တာလဲဟေးဆိုတော့ဟုတ်ကြည့်နေတာနဲအဲ့လိုမျိုး နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လဲဆိုတော့အိမ်မှာကျင်းမရတော့ဘူးလို့ဖုန်းညောင်းသွားကျင်းတယ်။အာဆရာတော်ဘုရားကိုအကူညီတော့ဖုန်းဖုန်းတပိတော်လို့မှပြလုံးလေးတိုက်ကျင်းလို့အတန်လေးကြီးကျင်းကျင်းလို့အဲလိုပဲအဲလာကျက်အမှားလို့ကျင်းကျင်းနောက်ပိုင်းကျတော့လေလေးတွေမျက်နှာလေးတွေပါလာတဲ့အခါကျတော့ဆရာပြလုံးလေးတွေစတင်ပြီးအမှလေလို့လည်းမရပါဘူး။ပြလုံးတင်နေတဲ့အချိန်မှာအင်ကြီးထုပ်လေးတွေတိုင်ရတယ်။သူတို့ကဆင်မမတက်ကြသေးဘူး။လူအဝိဇ္ဇာတွေအခုဆရာဆင်မတက်မှာဆိုအောက်မှာအဝိဇ္ဇာအစင်းလေးလုပ်ပေးတာပြန်လာအဝိဇ္ဇာချော့ခောက် အဟန်နေပြီးတော့ပြက်လုံးရတော့မရသေးဘူးသူများကတွေပြက်နေအချိန်မှာထိုင်ကြည့်ရတယ်ဟောကိုနဲ့ level တန်းနေဖြစ်ပေါ်မှာတွေ့နေတဲ့အချိန်မှာတော့ကိုရဲ့အောက်မှာဆရာရဲ့အနောက်လိုက်ကိုကခောက်တီးရခောက်လှုပ်လာတော့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့သူများကရဲ့အောင်ဖြစ်ပေါ်တက်ပြီးပြက်လုံးပြက်နေရလေးလားငါလည်းတနေ့ကျရင်အဲ့လိုဖြစ်အောင်ကြိုးစားမယ်ရအောင်လုပ်ကောင်းကောင်းကျွန်တော်ဆရာကသူကဆိုင်နဲ့ရောက်လာကျွန်တော်ကိုလက်တမမွေးနိုင်တော့မင်းကငါပညာမပေးနိုင်တော့ဘူး ငါနဲ့လိုက်နေမင်းလူရှင်တော်ဖြစ်မှာမဟုတ်အဲ့တော့ဆရာသူ့ရဲ့အကူလူရှင်တော်ရှိကိုထပ်ပြီးပို့ပေးတယ်အဲ့ဒီကနေစပြီးကျွန်တော်ကိုစင်မော်တင်ပေးတယ်စင်မော်တင်ပေးဒါမဲ့လူရှင်တော်ဆိုတော့နမီတာခန္ဓာအလုသမားတက်တာထားရတယ်ပေါ့ချရတယ်ကလကဆင်ရတယ်မီးဆင်ရတယ်ခါကြရင်အစိုးတော်ထပ်ပင်ထုတ်တရားစာထားရတယ်အဲ့တော့ဒီပညာရခဲ့တာလွယ်လွယ်ကူကူတော့မရခဲ့ဘူး ဒါမှလည်းလည်းကိုမရဘူးဆိုပေမဲ့ဒီပညာဘောဘောတင်ကျွန်တော်မထင်တော့အရန်လေးနေတာအဲ့တော့ဒီပညာကိုဆက်လက်ပြီးတော့လဲကျူစာအောင်ဆောရလေးအဲ့မှာဘယ်များလဲအဲ့ဒီအချင်းတော့အဲ့လိုတာကိုမလေးမသားတော်လေးမျိုးနေမရှိဘူးရှိတယ်တော်တော်လေးလေးလာတယ်ဆောအဲ့ဒီမှာတော့ကြည့်ရတယ်မချဘူးလားအားချဘူးလားဟုတ်ပွဲများတဲ့ခါကြာတာ ဟိုပြက်လုံးကမပြက်တော့ဘူးမနောက်ကနေပြီးတော့ဟိုအကိုင်းဒီအကိုင်းနဲ့လိုက်ပြီးတော့အေးကြီးတွေပြက်လာတဲ့အခါကျတော့ငိုချင်းလာတခါမှဒီအကျိုးကျုံကမရှိဘူးလေပြောတော့အမှုပညာနဲ့ကြမ်းနေလိုက်တဲ့ဘဝကြီးကနဲတာမမို့ခါရရင်ဖြာမှာပါပဲနဲ့အိပ်ရတာတွေရှိအဲ့လိုအခါကျတော့ဘယ်လိုလဲစိတ်တက်တယ်ကြာဟာမလုစားကျင်တော့မှားပြီလားမသိဘူးဒီလမ်းကြောင်းရွေးတာဒါပေမဲ့စိတ်ကဒါတွေးတာဒီအမှုပညာကိုမစွန့်လို့နိုင်ဘူးအချိန်နဲ့ဒီတဲ့ဟုတ်ပဲပြင်ရောက်နေစိတ်ကလည်း အလူတွေဖြစ်တယ်ဝါဒနာကြီးလုံးအားကြီးတော့ဆွန့်လွတ်မဲ့လုပ်တယ်ဒါပေမဲ့ပါဇက်ကတာပြောလိုက်တာဒါပေမဲ့အဲ့လိုပွဲတန်နေပါကြာရင်မနေနိုင်ကကျင်စိတ်ကပြန်မဟုတ်လားကျွန်တော်တို့ခေတုံးကတော့ပေါ်တော့ကိုဒိန်းတော်တို့ကိုခင်လိုင်းတို့အဲသူတို့အခွေးလေးကြီးကြည်တယ်။အဲကိုခင်လိုင်းတို့ဆိုလို့ရင်အဲလိုပြလုံးပြတ်တာလေးတွေနောက်ရုပ်ရှင်လောကမှာလုံးဝဟိုပါပေါ့။မြင်တာနဲ့မျက်နှာမြင်တာနဲ့ချစ်ဖို့ကောင်းတယ်။ရည်ရတယ်။သူတို့လိုမျိုးနေရာလေးတစ်ခုလူကျင်တာ။ကိုလက်တနေကြအဲလိုမျိုးလေးဖြစ်ကျင်တယ်။ အဓိကတော့အမရဲ့လူချစ်လူခင်ပေါ်တော်လူချင်းတာလူငုံတော်မလူချင်းအဲ့တော့အကြပြာကကိုခင်လည်းကိုဒင်းတော်တော့ဖိုက်ဆတာအဖွဲနောက်ပြီးဟာတတိုက်အဖွဲအဲ့လိုမျိုးလေးတွေပေါ့အကြတဲ့အဖွဲလေးအများကြီးရှိတယ်ပါဆောလူချင်းလည်းလုံးကြတယ်ဒါမှမဟုတ်ဝိုင်းရဲ့ဘက်ကမရှိစင်နေလို့ထင်တာအမတင်ဝါဒနာအဲ့လောက်ပဲကောင်းတယ်ဝါဒနာပေါလို့တာပဲကောင်းတယ်အလို့ပညာလို့လုပ်မယ်ဆိုရင်ခုနနောက်ခံပကတော့မှအလို့တစ်ခုလောက်လို့ရှိတယ် ဒီပညာနဲ့အခုပေါ့ပွဲတစ်ပွဲသွားကြတယ်ပတ်စံတသိန်းရလမ်းဖြည့်ရှိမှစားဖြည့်ရှိပွဲရပြန်လာလို့တသိန်းနဲ့ကပြီးပြန်လာရင်အိမ်ုံပြခါရ9000လေးပြန်ပါခြင်းပါလားအဲ့တော့ជីវတ်ချမ်းသာဖို့ဖြစ်နေជីវတ်ချမ်းသာဖို့ဖြစ်တဲ့အတွက်ဘာလုပ်ရမလဲစုဖို့ဆောင်းတဲ့ဘူးတော့လူတာပေါ့စုတက်ဆောင်းတဲ့ရင်တော့ဟိုချမ်းသာတဲ့အနေထားတော့မရဘူးစားလိုက်တောက်နိုင်မဲ့အနေထားတော့ရောက်တယ်ဒီပညာနဲ့က ချမ်းသာခြင်းလို့ဆိုတော့အပြင်ရှိွက်လို့တော့ပိုကောင်းတယ်ဒီလောကထဲလုံးဝမုံမမှာလည်းအမှုပညာတော့ဆရာကဒီမှာလည်း condition လို့စားထားလို့လာရှိပြီအဲကျွန်တော်တတူးဆိုင်လို့ခေါ်တာလေအာဟိုတတူးထိုးစားတယ်ပေါ့နွေရာသီကြတော့ဘွက်ကတဲ့မိုးရင်းကတော့တတူးထိုးတယ်အခုကကမှန်းလိုက်ပြောရင်လူရှင်တော်ပေါက်စာလေးတွေအများကြီးပေါ်တယ်အဲများလာတော့ကောင်းတယ်ဒါပေမဲ့များလာတာကောင်းမယ်မယ်ဆိုတခုကမကောင်းခုနကပြောတော့တကယ်ပညာကိုတော့ပေါ့အရင်ဘက်ကပြောမှဆိုကျုံကမိတင်နေရတဲ့သူတွေနဲ့ အခုခေတ်မှာပေါ်တဲ့စီးတွေငါ line ပေါ်ကနေဖုန်းလေးနဲ့ကြီးလိုက်တယ်သူများပြထားတဲ့ပြလုံးလေးအာဒါပြင်ပွဲမှာပြန်ပြတယ်အဲ့ဒါလေးကိုပရိသတ်ကရည်သူတို့တို့လူချင်တို့ထင်သွားရင်အဲအဲ့တော့ဘယ်လိုဖြစ်လာလဲဆိုတော့ပေါ်ပေါ်တန်တန်ကြီးတွေးလာတယ်ဒါ line ပေါ်မှာရှာရင်ပြီးသွားပြီဆရာသမားကြီးနဲ့ပြညာတိချတင်ပြမလို့အဲ့တော့သူတို့ကပေါ်ပေါ်တန်တန်ပဲဒီတိုင်းပဲရှာလို့ရတယ်ပွဲတော့ဒါမဲ့တကယ်တကယ်ရလို့ရှိရင်အမှဘယ်မှာဆုံးပြီဆိုတော့ရွာတရွာမှာနှစ်ခါကပြီဆိုတော့တိုင်းပတ်ပြီတညတော့ကပြီးသွားပြီနောက်ညတော့သူတို့မှပြလုံးမရှိတော့ ။ဘာကြောင့်ဖေယာသမားရင်တေချာမတင်ထားတဲ့အတွက်ကြောင့်မလို့သူတို့မှာပြတ်နိုင်စမ်းမရှိတော့။အဲသူတို့သူတို့တော့သူကလူရှင်တော့ပဲ။အကြည့်ကြိုက်လို့ရှိရင်တော့ပတ်စံတွေအများကြီးတောင်းနေ။အဲတချို့တွေဆိုလို့ရှိရင်လည်းရတဲ့ကြီးနဲ့လိုက်ကသူတို့အဲ့လိုရောက်တဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီဘက်မှာတကယ်အမှုပညာရှင်တွေဒုက္ခတွေရောက်လာ။တက်တဲ့ပညာရှင်တွေကျွန်တော်တို့ကိုယ့်ကိုယ်တို့ပညာရှင်တွေတော့ပြောကျွန်တော်တို့အစီအရာကြီးတွေပညာရှင်တွေဒုက္ခတွေရောက်လာ။ပေါ်ရစီနဲ့တကယ်အနှစ်သာရနဲ့အမှပရိသတ်က ဘယ်လိုဖြစ်လာလဲဆိုဒီဘက်က policy ကို update တာများလာတယ်ဆိုတော့နောက်ပိုင်းတော့လည်းမြန်မာပြည်နဲ့လည်းလို့ရောလောက်ပါလားဆက်ပြီးတော့ဟုတ်ကဲ့ဆက်လို့ပါဦးမှာပါဟိုကတော့ကိုလုံနိုင်တဲ့ရဟာတပညာတွေကိုဆက်ပြီးပြည့်တဲ့တွေချပြအောင်မယ်မလုံနိုင်တဲ့နေရာတော့နားပလိုက်တော့အပင်ပန်းမခံတော့ဘူးဆရာကလည်းတော့သိကြတော့တခါတော့ဟာစကားလည်းဆောင်းတော့ဟုတ်ကဲ့ဟောပြည့်တဲ့တွေ ဘဝမှာတော့ပျော်ပျော်ပဲနေကြပါဘာလို့လဲဆိုတော့ဘဝမှာရုံးငန်းဆံခန့်လုပ်တဲ့ဥပ္ပတတိတတနေစားတွေအများကြီးရှိတယ်စားဖို့တောက်ဖို့ရုံးငန်းတွေကိုပျော်ဖို့တော့ကိုမေ့နေကြတယ်အဲ့တော့တပါးပြည့်ပြပါလှုပ်လှုပ်နေရင်လည်းပျော်အောင်နေပါဘဝပျော်ပျော်ပဲဖြတ်သန်းကြပါဒီစီစီလေးကိုလည်းကြည့်ပြီးတော့အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်